တရားဟောအကျမ်းအခန်းကြီး1တရားဟောအကျမ်းအခန်းကြီး1သည်ဟောရက်ရက်မှ ထွက်ခွာရန်အမိန့်တော်အကြောင်းဖြစ်သည်ခန်းငယ်1တောကြီးလွင်ပြင်ယော်ဒန်မြစ်နာတူဖာမြို့တစ်ဖက်ပါရန်မြို့တောဖေလာမြို့လာဗန်မြို့ဟာဇရုတ်မြို့ဒီဇဟတ်မြို့တို့အလယ်၌မောရှိသည်ဣသရေလအမျိုးတို့အားခေါ်ပြောသောစကားများကိုပြန်ရလေသည်မှာ ကာရီရှဘာနာအရက်ဒီစိရတောင်လန်းနှင့်ဟောရက်အရက်နှင့်၁၁ရက်ခီးကွာတည်းမောရှိသည်ဟေချပုံမျိုး၌နေသောအာမောရိရှင်ဘရင်ရှိဟုံကို၎င်းအေတီပီအာရှတရုံမျိုး၌နေသောဘာရှန်ဘရင်ဩဃကို၎င်းလောက်ကြံပြီးမှတက္ကရစ်40ပြည့်အေကာတတမလပထမနေ့၌မောဘပြီးယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှားထားတော်မူနေသည်တမျှအတိုင်းဣတရေလအမျိုးတို့အားဆင့်ဆို၍ဟောပြောသောတရားစကားဟူမူကားငါတို့ဘုရားသခင်ထာဝရဘုရားသည်ဟောရက်ရက်၌ငါတို့အားမိန့်တော်မူသည်ကားတင်တို့သည်ကာလအချိန်စေ့အောင်ဤတောင်၌နေကြပြီလဲ့လဲ၍ခยีသွားကြလော့အာမောရီတောင်တို့၎င်းဖူတောင်နှင့်ဤသောအရက်လွင်ပြင်တောင်ယိုးကြိုင်တောင်မျက်နှာ င်လယ်နားသို့၎င်းခါနန်ပြည်လေဗနုန်တောင်ဥဖရက်မြစ်ကြီးတိုင်အောင်၎င်းသွားကြလော ထိုပြည်ကိုတင်တို့ရှေ့မှာငါထားပြီသာဝရဖျားသည်တင်တို့အဖအာဗြဟံဣဇက်ယာကုပ်မှဆ၍သူတို့အမျိုးအနွယ်အားပေးမည်ဟုကြိမ်ဆိုတော်မူသောပြည်ကိုဝင်၍တိမ့်ယူကြလောဟု မိန့်တော်မူ၏အခန်းငယ်ကို အခန်းငယ်ကိုသည် ခေါင်းဆောင်များခန့်ထားခြင်းအကြောင်းဖြစ်သည်ထိုအခါတင်တို့အားငါပြောသည်ကတင်တို့အမှုကိုငါတယောက်တည်းမထမ်းနိုင်တင်တို့၏ဘုရားသခင်ထာဝရဘုရားသည်တင်တို့ကိုများပြားစေတော်မူ၍တင်တို့သည်အရေအတွက်အားဖြင့်ကောင်းကင်ကျယ်ကဲ့သို့ယနေ့ဖြစ်ကြ၏တင်တို့အဘ၏ဘုရားသခင်ထာဝရဘုရားသည်တင်တို့ကိုအစအထောင်အားဖြင့်များပြားစေတော်မူပါစေသော် လီတော်ရှိသည့်အတိုင်းကောင်းကြီးပေးတော်မူပါစေသောတင်တို့ပင်မန်းချင်းအမှုဆောင်ရွက်ချင်းရန်တွေ့ချင်းကိုငါတယောက်တည်းအဘယ်သို့ထမ်းနိုင်မည်နည်းဉာဏ်ပညာနှင့်ပြည့်စုံ၍အသရေရှိသော သူတို့ကိုတင်တို့အမျိုးထဲကရွေးပေကြလော့သူတို့ကိုမင်းအရာ၌ငါခန့်ထားမည်ဟု ပြောဆိုလျင်တင်တို့ကကိုတော်ပြောသည့်အတိုင်းပြုကောင်းပါသည်ဟု ပြန်ဆိုကြ၏ထိုကြောင့် တင်တို့အမျိုးများ၌အတရေရှိသောလူကြီးပညာရှိတို့ကိုငါရွေးချယ်ပြီးလျင်တင်တို့တွင် မင်းလောက်ရသောသူတီးဟူသော လူတစ်ထောင်အုပ်တရာအုပ်50အုပ်30အုပ်အကြက်အစော်အရာ၌ခန့်ထား၏တရားသူကြီးတို့အားလည်းတင်တို့ညီကိုတို့၏အမှုတို့ကိုနားထောင်၍မျိုးသားချင်းတရားတွေ့သည်ဖြစ်စေတပါးအမျိုးနှင့်တွေ့သည်ဖြစ်စေတရားသဖြင့်စီရင်ကြလော့ တရားအမှုကိုစီရင်သောအခါအဘယ်သူ၏မျက်နှာကိုမျှမထောက်ရလူငယ်စကားကို လူကြီးစကားကဲ့သို့မှတ်ရမည်အဘယ်လူကိုမျှမကြောက်ရအကြောင်းမူကားတရားမှုကိုဖျားသခင်ပိုင်တော်မူသောကြောင့်ဒီကိုယ်တိုင်မစီရင်တတ်သောအမှုကိုငါထံမှအယူခံရမည်ငါလည်းနားထောင်မည်ဟုမှာခဲ့၏တင်တို့ပြုရသမျှသောအမှုတို့ကိုလည်းထိုအခါငါမှားထားခဲ့၏ ခန်းငယ်19အခန်းငယ်19သည်တချို့များစီလို့ရှင်အကြောင်း ဖြစ်သည်ငါတို့သည်ဟောရဲ့အရမထွက်သောနောက်အာမောရီတောင်သို့သွားသောလမ်းနာမှာကြောက်မှတ်ဖွယ်ဖြစ်၍တင်တို့တွေ့မြင်သောတောကြီးအလယ်၌ငါတို့ဘုရားသခင်ထာဝရဘုရားမှားထားတော်မူသည့်အတိုင်းလျှောက်သွား၍ကာရီရှဘာနာအရက်သို့ရောက်ကြ၏ထိုအခါငါကလည်းငါတို့ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော အာမောရိတောင်သို့တင်တို့သည် ရောက်ကြပြီတင်တို့ဘုရားသခင်ထာဝရဘုရားသည်ပြည်တော်ကိုတင်တို့ရှေ့မှ ထားတော်မူပြီတင်တို့အဖအများဤဘုရားသခင် ထာဝရဘုရားမိန်တော်မူသည့်အတိုင်းတက်သွား၍တည်ယူကြလော့မကြောက်ကြနှင့်စိတ်လည်းမပြတ်ကြနှင့်ဟု ပြောဆို၏ထိုအခါတင်တို့ရှိသည်မြသည်ငါထံသို့ချင်းကဲ့၍အကျွန်ုပ်တို့ရှေ့၌လူတို့ကိုဆေလွတ်ပါမည် သူတို့သည်ထိုးပြီးကိုစူးစမ်းပြီးမှအကျွန်ုပ်တို့သည်အဘယ်လမ်းသို့သွားလျင်အဘယ်မြို့သို့ရောက်ရမည်ကိုကြားပြောကြပါလိမ့်မည်ဟု၆ဆိုသောစကားကိုငါနှစ်သက်၍တင်တို့တွင်တမျိုးတယောက်စီ လူပေါင်းတကြီးနှစ်ယောက်တို့ကိုရွေးထား၏ထိုသူတို့သည် တောင်ပေါ်သို့လှည့်သွား၍အေရှကောလာကျိုင်းသို့ရောက်သည်ဖြင့်စူးစမ်းကြ၏ထိုပြည်၌ရသော တတိကိုထမ်း၍ဆောင်ခဲ့လျက်ငါတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟုကြားပြောကြတော်လေအခန်းငယ်26အခန်းငယ်26သည်ဘုရားသခင်အားပုံကံခြင်းအကြောင်းဖြစ်သည်တင်တို့သည်မတော်ဘဲတင်တို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဆံလျက်ထာဝရဘုရားသည်ငါတို့ကိုမုန်း၍ဖျက်ဆီးခြင်းသောကြောင့်အာမောရိလူတို့လက်၌အလှူသောငါ အေဂုရုပြည်မှနှုတ်ဆောင်တော်မူသည်တကားငါတို့သည်အဘယ်သို့သွားရမည်နည်းညီကိုတို့ကထိုပြည်သားတို့သည်ငါတို့ထက်သာ၍အကြီး၏မြို့လဲမိုးကောင်းကင်သို့ထိသောမြို့ရိုးလည်းရှိ၏ထိုပြည်၌လည်းအာနကအမျိုးတို့ကိုမြင်ရ၏ဟုငါတို့စိတ်ပြတ်ကြပြီဟုတင်တို့သည်တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏ထိုအခါငါကမထိတ်လန့်ကြနှင့်သူတို့ကိုမကြောက်ကြနှင့် တင်တို့ရှေ့မှာကြွတော်မူသောတင်တို့၏ဖျားသခင် ထာဝရဖျားသည်တင်တို့မျက်မှောက်အေဂုရုပြည်၌၎င်းတင်တို့လိုက်လာသောလမ်းတစ်လျှောက်လုံးဤအရက်တိုင်အောင်အဘသည်တားကိုခြိပိုက်တကယ်သူတင်တို့၏ဖျားသခင် ထာဝရဖျားသည်တင်တို့ကိုခြိပိုက်တော်မူသောကျေးဇူးတော်ကိုခံရာတော၌၎င်းတင်တို့အဖို့ပြုတော်မူတကယ်သူတင်တို့ဘက်၌စစ်ကူတော်မူမည်ဟု ်ဆိုတော်လေတင်တို့တဲစကန်းချရာအရက်ကိုချ၍တင်တို့သွားလက်တန်သောလမ်းကို ပြခြင်းကညအခါမီး၌၎င်းနေ့အခါမိုးတိမ်၌၎င်းတင်တို့ရှေ့မှကြွတော်မူသောတင်တို့ဖျားသခင်ထာဝရဖျားဤစကားတော်ကိုထိုအမှု၌တင်တို့မယုံကြပါတကားတင်တို့စကားအတန်ကိုထာဝရဖျားကြား၍အမျက်တော်ထွက်လျက် သူတို့ဘိုးဘေးတို့အားငါပေးမည်ဟုငါကြိမ်ဆိုသောပြည်ကောင်းကို ရေဖုနာဤသားကာလမတပါဤဆိုးသောလူမျိုးတစ်စုံတစ်ယောက်မျှဆက်ဆက်မမြင်ရထိုသူသည်ထာဝရဘုရားနောက်တော်သို့လုံလုံလိုက်သောကြောင့်မြင်ရ၏သူနင်းသောပြည်ကို သူမဆ၍သူဤသားမီးတို့အားငါပေးမည်ဟုကြိမ်ဆိုတော်မူ၏တင်တို့အတွက်ထာဝရဘုရားသည်ငါကိုလည်းအမျက်တော်ထွက်၍ တင်းဒီထိုပြီတို့မဝင်စားရတင်းလက်ထောက်နှုံဤသာယောရှုသည်ဝင်စားရမည်သူသည်ဣသရေလအမျိုး အမွေခံစေမည်သူဖြစ်သောကြောင့်သူကိုအားပေးလောရန်သူလူယူရာဖြစ်မည်ဟုတင်းတို့ဆိုသောသူငယ်များထိုအခါကောင်းမကောင်းကိုပန်းရှာမသိနိုင်သေးသောတာသမီများတို့သည် ထိုပြီကိုဝင်စား၍ငါပေးသည့်အတိုင်းတင်းယူကြလိမ့်မည်တင်းတို့မူကားလှဲ့၍ ေရုံပင်လေလမ်းဖြစ်တောတို့ခီးသွားကြအောင်လောဟုမိန်တော်မူ၏တင်တို့ကလည်းကျွန်ုပ်တို့သည်သာဝရဘုရားကိုပြမှားမိပါပြီကျွန်ုပ်တို့ဘုရားသခင်သာဝရဘုရားမှားထားတော်မူသည်မြတ်အတိုင်းယခုသွား၍စစ်တိုက်ပါမည်ဟုငါအား၆ဆူလျက်လူအပေါင်းတို့သည်လက်နက်ဆွဲကင်လျက်တောင်ပေါ်တို့တက်ရှင်းကအသင့်နေကြ၏သာဝရဘုရားကလည်းတက်၍မတိုက်ကြနှင့်တင်တို့ဘက်၌ငါမရှိ တိုက်လျင်ရန်သူရှေ့မှရှုံးလိမ့်မည်ဟုတင်တို့အားဆင့်ဆိုရမည်အကြောင်းငါအားမိန့်တော်မူသည့်အတိုင်းငါဆင့်ဆိုတော်လေတင်တို့သည်နားမထောင်ထာဝရဘုရား၏အမိန့်တော်ကိုညှင်းဆန့်၍ခိုင်ခန့်သောစိတ်နှင့်တောင်ပေါ်သို့တက်ကြ၏ထိုအခါတောင်ပေါ်မှရှိနေသော အာမောရိအမျိုးတို့သည်တင်တို့တစ်ဖက်၌ထွက်လာလျက်ပြားများအောင်လျက်လိုက်တကယ်သူတင်တို့ကိုလိုက်၍စီရအရက် ဟေမာမြို့တိုင်အောင် ဖြစ်စည်းကြ၏။တင်တို့သည်လည်းပြန်လာ၍သာရဘုရားရှိတော်၌ငိုကြွေးကြ၏။သို့တော်လည်းတင်တို့စကားကိုသာရဘုရားနားထောင်နာယူတော်မမူ။ထို့ကြောင့်ကာရီရှအရ၌အရင်နေတကဲ့သို့ကြာမြင့်စွာနေပြန်ကြ၏။တရားဟောကြံအခန်းကြီး၁ပြီးပါပြီ။နှုတ်ကပတော်နားထောင်သွားသော သူရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။ 阿妹。